ဣဇရဲလ်ကိုဖြစ်တဲ့အီရန်ရဲ့ဒရုန်းတွေကိုဟန်တာရမှာပြင်သစ်စစ်တပ်လည်းပါဝင်ခဲ့တယ်လို့နောက်ပိုင်းမှာဝန်ခံမှုတွေရှင်းနေပါတယ်။တကဘာလုံးသိကြတာကတော့ဣဇရဲလ်ဘက်ကနေအမေရိကန်ကဂျာဝင်ပြစ်ချပေးပါတယ်။ပြည်တွင်းဘက်ကလည်းဂျာဝင်ပြစ်ချပေးတာတွေရှိနေတယ်ဆိုပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာမှပြင်သစ်ပါကြောင်းသိလာရတာပါ။အခုတွင်ပတ်ပြစ်ခတ်ရစေးမတိုင်ခင်အထိအစ္စရေးစီကိုပြစ်မှတ်ထားပြီးဝဲပြန်လာတဲ့အီရန်မောင်းသူမဲ့လေယာဉ်ဒရုန်းတွေကိုဟန်တာပစ်ချဖို့စူးစမ်းအောင် မိမိတို့ပြင်သစ်စစ်တပ်လည်းပါပါတယ်လို့ပြင်သစ်ကာကွယ်ဝန်ကြီးဆက်စတီယန်လာကော်နိုကပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကအီရန်ဘက်ကစစ်စင်ရေးတွေမှာ အစ္စရေးကိုပြစ်ဖက်ထားတဲ့တိုက်ခိုက်မှုတွေမှာကျွန်တော်တို့ပြင်သစ်စစ်တပ်ကအီရန်ဘက်ကပြစ်တဲ့ drone စေစင်းနဲ့မလဲဈာဖြတ်ခံထားခဲ့တဲ့ကြောင်းတီးပြနိုင်နေဆိုပါတယ်ဒီလိုမျိုးပြင်သစ်ကာကွယ်ဝန်ကြီးကပြောတဲ့အတွက်ပြင်သစ်အနေနဲ့အီရန်ရဲ့လက်စားချေမှုကိုခံရလိမ့်မယ်ဆိုပြီးတော့ ခမင်းရဲ့ပြောရေးဆိုခွင့်ရှိသူအလီရှန်ခါနီကဆိုပါလိမ့်အဲဒီလိုခံထားတဲ့ခါမှာမြေပြင်မှာဝင်ဟင်စနစ်နဲ့ရောကျွန်တော်တို့ rafale တိုက်လေရင်နဲ့ပါပါဝင်ခဲ့တာပါလို့ပြည်သက်ကဝဲဝင်ကြီးကအရှိအလဲပိုင်းရင်းနဲ့ပတ်သက်လို့လွတ်တော်ထဲမှာခြေတင်စွန့်နေစဉ်ဘာလို့ခဲ့လဲဆိုတော့ ਨੇ ပတ်သက်ပြီးမိကုန်းထုတ်ရမှာထည့်သွင်းပြောခဲ့တာပါအီရန်အစ္စရေးစနစ်ရဲ့ကြာတိုက်ပွဲတွင်အီရန်ဟာအစ္စရေးဘက်ကိုပယ်ထင်းတုံးကြီးအ ਨੇ ဆုံးအစင်းလေးရာဒရုန်းအစင်းရဲ့တထောင်ခန့်နဲ့ပြစ်လွတ်တိုက်ခိုက်ခဲ့တယ်လို့ပြင်သစ်ကာကွယ်ဝန်ကြီးကဆက်ပြောပါတယ် အစ္စရေးအားသူ့ရန်သူရဲ့နျူကလ িয়ার စွမ်းကြီးကိုဖျက်ဆီးဖို့ရည်ရွယ်တယ်ဆိုပြီးဇွန်17ရက်နေ့ကအီရန်ပေါ်စတင်တိုက်ခိုက်ခဲ့တာပါအဲဒီတိုက်ခိုက်မှုတွေအတွင်းအီရန်စစ်ထဏာကျော်ရဲ့ထိတ်တန့်ကောင်းဆောင်ပါဝင်နျူကလ িয়ার သိပ္ပံပညာရှင်များအပြားသိဆုံးခဲ့ပါတယ်မိမိတို့ပြည်တွင်းမှာလူ600ကျော်သေပြီး9000နီးပါးဒဏ်ရာရတယ်လို့အီရန်အာဏာပိုင်တွေကပြောပါတယ်တီဟီရန်ကလက်တော့မြန်တိုက်တဲ့ဒုံးကြီးတွေကြောင့်အစ္စရေးဘက်ကလည်းလူ28ဦးထက်မလဲသေပြီးဇွန်24ရက်နေ့အပြစ်ခတ်ရေးစတင်အသက်ဝင်တဲ့အထိအဆောင်ပေါင်းများချီပျက်စီးသွားတာဖြစ်ပါတယ် ပြင်သစ်ကအခုလိုမျိုးကွန်မြူနီလို့ပြောတာနဲ့ပတ်သက်ပြီးမေးခွန်းတွေလည်းထုတ်နေပါတယ်။ပြင်သစ်ဟာအစ္စရေးဘက်ကဘာကြောင့်ခုတာလဲ။ဒါနဲ့ပတ်သက်ပြီးလည်းဖြေရှင်းချက်တွေတောင်းနေပါတယ်။အီရန်ဟာအစ္စရေးကိုတိုက်ခတ်တဲ့အခါမှာပြင်သစ်ရဲ့အကျိုးစီးပွားတွေကိုထိခိုက်ခဲ့လို့လားလို့မေးခွန်းထုတ်တာတွေလည်းရှိနေပါတယ်။